မြမအမှုပညာရှင်တွေတဲကတုံညာဘဝကနေတက်လှမ်းလာသူများအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ငွေကြေးနောက်ခံမရှိတဲ့တုံညာဘဝကနေစတင်ခဲ့ပေးမယ်အခုအခါမှာမြမအမှုပညာလောကရဲ့ထိတ်တန်းနေရာကိုရောက်နေတယ်ဇွဲနဲ့လုံလောက်ကိုအရင်ကံပြီးချမ်းသာကြွယ်ဝလာတဲ့အမှုပညာရှင်ကောင်းအကြောင်းကိုပြောပြပေးသွားမှာပါသူတို့ဟာငွေကြေးနောက်ခံကောင်းမရှိတဲ့ဘဝကနေစခဲ့ပေးမယ်ဇွဲလုံလောက်နဲ့ကိုပိုင်အရေးချင်းတွေကြောင့်အောင်မြင်မှုကိုရောက်ခဲ့ကြသူတွေပါ သူတို့ရဲ့ဇလန်းတွေကကျမတို့အားလုံးအတွက်စိတ်ခွန်ဝအပြေအဝပေးနိုင်မှာပါပထမဆုံးတစ်ယောက်ကတော့ကျော်ဟင်းမင်းဖြစ်ပါတယ်ကျော်ဟင်းသည်1980ပြည့်နှစ်မှာစပြီးရုပ်ရှင်မင်းသမီးဆန္ဒနဲ့အတူပူးစာလန်းစုံဇာတ်ကားဖြင့်ရုပ်ရှင်လောကထဲသို့ဝင်ရောက်ခဲ့ပါတယ်ရုပ်ရှင်ကျောက်ဆောင်ဖြစ်1989ခုနှစ်မှာအကာကအချစ်အနှစ်ကမြတ်တာ1982ခုနှစ်မှာမွတ်တက်ချိန်တွင်နေဝင်သည်1989ခုနှစ်မှာတော့ပန်းမြိုင်လဲကဥယျာဉ်မှု 2003ခုနှစ်မှာနေကမွေးတဲ့လာတော့ဖြင့်အမျိုးသားဆက်ဆောင်စု၄စုကိုရရှိခဲ့ပါတယ်။ဒါပြင်1994ခုနှစ်မှာဝေလဲမွေးကျွေလဲမွေးစကားဖြင့်ဇက်ပုတ်စုတစုရရှိခဲ့ရာစုစုပေါင်းအကယ်ဒမီ၅စုရရှိခဲ့တဲ့အကယ်ဒမီများရှင်မင်းသားကြီးပဲဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့မွန်တက်ချိန်တွင်နေဝင်သည့်ဇက်ကားကိုကိုရန်ဒါရိုက်တာအဖြစ်ရိုက်ကူးခဲ့ပါတယ်။ကျော်ဟင်းသည်လူပညာလောကတွေကိုစတင်ဝင်ရောက်လာခဲ့စဉ်တည်းကကျောထောင်နောက်ခံငွေကြီးရေလူပညာမျိုးရိုးဆိုပြီးမရှိခဲ့ပါဘူး ကျော်ဟင်းဒီသူ့ရဲ့ပထမဇနီးဆန္ဒရဲ့နောက်ကနေပြီးတော့မှအထုပ်ဆွဲကဇနီးတဲ့ကိုကူညီပံ့ပိုးပေးခဲ့ရပါတယ်။အကူအညီပေးနေရင်းနဲ့မှဇနီးတဲ့ဆန္ဒနဲ့အတူဖူးစာလန်းစုံဇက်ကားကိုစတင်ရိုက်ကူခဲ့ပါတယ်။ဇနီးတဲ့နဲ့အတူဖူးစာလန်းစုံဇက်ကားကိုစတင်ရိုက်ကူခဲ့ပြီးသူ့ရဲ့ထူးခြားတဲ့တယောက်ဆောင်စွမ်းရည်နဲ့ဘဝကိုပြောင်းလဲပစ်ခဲ့ပါတယ်။ကျော်ဟင်းဒီအမှုညာလောကရဲသူစတင်ဝင်ရောက်လာချိန်မှစပြီးယခုအချိန်ထိ1968ခုနှစ်မှ2008ခုနှစ်ထိ နှစ်ပေါင်း40နှစ်အတွင်းရိုက်ကူးခဲ့တော်ရရှင်ကပေါင်း225ကဗီဒီယိုကပေါင်း362ကဆိုခဲ့တော်တချင်းွေပေါင်း14ခွေနဲ့ရေးသားထုတ်ဝေခဲ့တော်စာအုပ်ပေါင်း6အုပ်တို့ပဲဖြစ်ပါတယ်။ကျောင်းအနေနဲ့တပ်တစ္ဆနုပညာရှင်လေးတွေကိုလည်းအများအပြားမြေတောင်မြောက်ပေးခဲ့ပါတယ်။မြေတောင်မြောက်ပေးရတဲ့ကတင်ရှားတဲ့နုပညာရှင်တွေကတော့ဂျွေတင်းတင်းထွန်းနဝရက် ခွင့်စစ်နေကြီးလိုပဲဖြစ်ပါတယ်။အနုပညာနဲ့ပတ်သက်ရင်လောဘကြီးရဲ့မိသားစုကြော်ဟင်းဟာအနုပညာဝန်ဆောင်ကိုပြင်းမြောက်သွားပြီးတဲ့နောက်မှာတော့နောင်တန်တရားကောင်းမှုမို့တဏနာအကျိုးထမ်းဆောင်မှု2008ခုနှစ်နိုဝင်ဘာ4ရက်နေ့မှစပြီးဦးကျော်ဟင်းသည်ရုပ်ရှင်လောကကအနိုင်ယူပါရဟန်းဝတ်ခဲ့ပါတယ်။ဦးကျော်ဟင်းရဟန်းမဝတ်ခင်ကလည်းကျော်ဟင်းအင်းနောက်ဆုံးနှုတ်ဆက်ခီးစဉ်ဟုအမည်ပေးကမြန်မာနိုင်ငံအနှံ့သို့သွားရောက်ခဲ့ပါသေးတယ်။ ရဟန်းဘဝင်ရဲ့တရားပွဲများပြုလုပ်ခြင်းနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုမှုများလည်းရှိခဲ့ပါတယ်။ဖုန်းယွင့်အနေဖြင့်စာပေများရေးသားသောအခါကလောင်နာမည်မှာဥက္ကဋ္ဌတာရာခိတ္တ30တပုံဖြစ်ပြီးနောက်ဆုံးရိုက်ကူးခဲ့သောရုပ်ရှင်ကမှကျိုးရန်ဖြစ်ပါတယ်။သူရမြတယောက်ကတော့ Academy သုံးစုရှင်ထင်းလင်းခေါ်ထွေးပဲဖြစ်ပါတယ်။တွေးကအစိုးရတို့ဖြစ်ချင်းခဲ့တော့လေဥလိဖြစ်သူ Academy ကြော်ဟင်းရဲ့ရိုက်ကွင်းမှာဆက်ဖွဲ့တာဖြစ်ဝင်ရောက်လောက်ကန်ရမှာ။ ကျော်ဟင်းရဲ့လမ်းညွှန်မှုဖြင့်ရုပ်ရှင်လောကသို့စတင်ဝင်ရောက်ခဲ့ပါတယ်။ပထမဆုံးအနေနဲ့၎င်းရဲ့အမည်ရင်ထင်လင်းဖြင့်ရုပ်ရှင်ရိုင်းကူးခဲ့ပါတယ်။1993ခုနှစ်မှာဒါရိုက်တာကျော်ဟင်းရဲ့မူရည်စေဝါပညာပေးဗီဒီယိုဆက်ကဒုက္ခကိုအယောင်ဆိုးတဲ့နေ့ရုပ်ရှင်ကဝေလဲမွေးကြွေလဲမွေးတို့ဖြင့်ပြိတ္တအကြလူတိများလာပြီးစတင်အောင်မြင်လာခဲ့ပါတယ်။ထိုချိန်မှစ၍ဒွေးဟူသောအမည်ဖြင့်လူတိများသွားပါတယ်။ တွေကဗီဒီယိုဇာတ်ကားနဲ့ရုပ်ရှင်ဇာတ်ကားများစွာကိုရိုက်ကူးခဲ့ပြီးမြန်မာရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသားတဦးဖြစ်လာခဲ့ပါတယ်။1998ခုနှစ်တွင်အမေချေယာဇာတ်ကားဖြင့်အမျိုးသားဇာတ်ဆောင်စုကိုလည်းရရှိခဲ့ပါတယ်။ရုပ်ရှင်နဲ့ဗီဒီယိုကားများအပြင်ကြော်ညာများစွာကိုလည်းရိုက်ကူးခဲ့ပါသေးတယ်။ဂီတလောကတွင်လည်းအောင်မြင်ခဲ့ပြီးတချင်ပေါင်း30ကျော်ကိုလည်းတည်ဆိုခဲ့ပါတယ်။သူရဲ့တကူတော့ Evan မှာထွန်းလင်းခွင့်ပေးပါဖြစ်ပြီးအတွဲဂရီများနဲ့လူဆောင် TV များတွင်လည်းပါဝင်ခဲ့ပါတယ်။ ဒရိုက်တာအဖြစ်နောက်ဆုံးရိုက်ကူးခဲ့သောဇာတ်ကားမှာနှင်းစီမိုးတိမ်ဖြစ်ပါတယ်။ကွယ်လွန်ချိန်မှာတော့ဒရိုက်တာချိုတူးစော်ရိုက်ကူးနေသည်။ကဘာတချမ်းညာဇာတ်ကားကိုနောက်ဆုံးရိုက်ကူးလက်ဆဖြစ်နေပါတယ်။သူဟာရုပ်ရှင်မင်းသားမဖြစ်ခင်ဘဝကိုအလွန်ရိုးရှင်းစွာရုန်းကန်ခဲ့ရသူပါ။အနုပညာမျိုးရိုးမရှိသလောက်နည်းပါးခဲ့ပြီးအနုပညာလောကထဲမှာနေရာတရာရဖို့အတွက်အခက်အခဲများစွာကိုကြော်ဖြတ်ခဲ့ရပါတယ်။ ဒရိုက်တာနဲ့ထုတ်လုပ်သူများရဲ့မျက်စိကြအောင်နှစ်ပေါင်းများစွာကြိုးစားခဲ့ရပြီးသူရဲ့ထူးခြားတဲ့မျက်နှာတွင်ပြင်တင်းဆောင်မှုစွမ်းရည်နဲ့လူပညာအပေါ်ထားရှိတဲ့စိတ်ဓာတ်တွေကြောင့်အောင်မြင်မှုရခဲ့ပါတယ်။ဒွေဘိုပရိသတ်အများစုကတဘာဝရဲ့မင်းသားမိကမလိန်သောမင်းသားဆိုပြီးနာမည်ပေးထားကြပါတယ်။ဒီဟာသူရဲ့စူးစမ်းအထောက်အမှုကြောင့်ပဲမြမရောက်ရှင်လောကရဲ့အောင်မြင်ဆုံးပိုင်ဆိုင်မှုများစွာရှိတဲ့မင်းသားတစ်လက်ဖြစ်လာခဲ့ရပါတတရားများပြောက်အနေနဲ့ကတော့အကယ်ဒမီစင်ဝိုင်းပဲဖြစ်ပါတယ် အသက်16နှစ်အရွယ်1983ခုနှစ်တွင်ဥပညာလောကသို့စတင်ဝင်ရောက်ခဲ့ပါသည်1982ခုနှစ်မှာယုံတင်တဲ့တန်ယောစင်ဆိုတာရှိတဲ့ရုပ်ရှင်မှာ ပွဲဥထွက်အဖြစ်မမို့မြောင်တဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့ပါသည်ဒါရိုက်တာမောင်တင်ဦးထံတွင်ခုနှစ်နှစ်ခန့်ရုပ်ရှင်ပညာကိုသင်ယူခဲ့ပြီးမောင်တင်ဦးရဲ့1984ခုနှစ်ရုပ်ရှင်တကြံမိုးမှာတက်ထွေးဖြစ်ပါဝင်သရုပ်ဆောင်ရမှာလူကြိုက်များလာပါတယ်1992ခုနှစ်ဒဏ္ဍာရီရုပ်ရှင်မှာ မိသားစုနဲ့တွဲဖက်ပြီးတော့အဓိကတယောက်ဆောင်အဖြစ်ပထမအဆုံးရိုက်ကူးခဲ့ပါတယ်။1998ခုနှစ်အတွက်မြမရုပ်ရှင်ထူးချွန်စုပေးပွဲတွင်မြင့်မြတ်နှလုံးသားရုပ်ရှင်ဖြင့်ပထမအကြိမ်အကယ်ဒမီဆုကိုရရှိခဲ့ပါတယ်။သူဟာအမှုပညာမျိုးရုံငွေကြေးနောက်ခံဘာမှမရှိဘဲဝါသနာတစ်ခုနဲ့ရုပ်ရှင်လောကကိုဝင်ရောက်လာခဲ့သူပါ။မင်းသားမဖြစ်ခင်အမှုပညာအလုပ်တွေအောင်မြင်မှုမရမီကာလမှာဘဝကိုအလွန်ရုန်းကန်ခဲ့ရပါတယ်။ သူကအခက်အခဲပေါင်းစုံကြားကနေသူ့ရဲ့တရုတ်ဆောင်ဆွဲရင်ကိုတိုးတက်အောင်ကြိုးစားခဲ့ပြီးနောက်ဆုံးမှာတော့အကယ်ဒမီစုကိုရယူနိုင်ခဲ့ပါတယ်။ဇင်ဝါရဲ့ရုပ်ရှင်ဇာတ်ကားတော်တော်များများကဇွဲနဲ့စိတ်တက်ကိုအရင်တည်ပြီးအောင်မြင်မှုကိုဖန်တီးခဲ့သူဆိုတာကိုပြသနေပါတယ်။ဇင်ဝါကိုအငိမ့်စားဘူဂျုံစင်တွင်နဲ့ဇနီးတော်ကြီးရှင်တို့ကဖွားမြင်ခဲ့ပြီးမွေးခြင်း၅ရောက်နဲ့စရုံးတာမြောင်တာပဲဖြစ်ပါတယ်။နမဲအရင်မှဥထင်းလွင်ဖြစ်ပါတယ်ဒေါခင်နဲ့နဲ့ထုံးနဲ့လက်ထက်ခဲ့ပြီးជីတာထေးလွင်နဲ့ကြော်ကြော်ထွေးလွင်ဟူသောတားနှစ်ယောက်ထုံးကားခဲ့ပါတယ် ကျော်ကျော်ထေးတွေမှာတော့ရုပ်ရှင်တယောက်ဆောင်မင်းမော်ကိုမန်ဖြစ်ပါတယ်။တစ်ပတ်လေးကတော့မင်းသမီးကျော်မိုးဟီကိုပါ။မိုးဟီကိုဒီမန္တလေးတူမော်ရယ်နဲ့ရုပ်ရှင်တယောက်ဆောင်တူဖြစ်ပါတယ်။မိုးဟီကိုကို1985ခုနှစ်ဇွန်လ26ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။နာမည်ရင်းကတော့တီအိတ်ခိုင်မဲဖြစ်ပါတယ်။ ိုရန်ကျောင်းသူဘဝတဲကတင်မိုးလင်ရဲ့မော်ရယ်တင်တန်းတက်ခဲ့သူဖြစ်ပြီးတော့1996ခုနှစ်မှာကြော်ညာတစ်ခုစတင်ရိုက်ကူးခဲ့ပြီးအမှုပညာလောကထဲသို့စတင်ရောက်ရှိခဲ့သူပဲဖြစ်ပါတယ်။မော်ရယ်လောကမှာတယောက်ဆောင်ဘက်ကူးလာသူလည်းဖြစ်ပါတယ်။သူမကစီးပွားရေးအဆင်မပြေတဲ့မိသားစုဘဝကနေရိုးသားစွာစတင်ခဲ့ရသူပါ။လူပညာလောကရဲ့ကိုဝင်ရောက်လာချိန်မှာတော့ငွေကြီးနောက်ခံမကောင်းတဲ့အတွက်ကို့အားကိုကိုပြီးရုန်းကန်ခဲ့ရသူပါ တချင်ကအလှပြင်ဆိုင်မှာအလုတ်တင်အနေနဲ့ဝင်ရောက်လောက်ကင်ခဲ့ပူပါရယ်ဒါပေမဲ့သူမရဲ့အလှအပစူးစားအထုတ်မှုနဲ့စိတ်သက်ခွန်အားကအောင်မြင်မှုစီကိုပို့ဆောင်ပေးခဲ့ပါရယ်လက်ရှိမှာတော့ထိတ်တန်းမင်းသမီးအပြင်ကိုပိုင်အလှကုန်လုပ်ငန်းတွေထဲမှာကြီးမားတဲ့အောင်မြင်မှုကိုဖန်တီးခဲ့ပြီးငွေကြေးအရာလည်းပြည့်စုံတဲ့ဘဝကိုရရှိခဲ့ပါရယ်နောက်ဆုံးတစ်ယောက်ကတော့ဝိုင်းစုခိုင်သိမ်းပဲဖြစ်ပါရယ်ဝိုင်းစုခိုင်သိမ်းဒီအမျိုးသမီးအဆိုတော့ကြော်ညာဗီဒီယိုတရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါရယ် ဒီဇင်ဘာ29 1986ခုနှစ်တွင်မွေးဖားခဲ့ပြီးနမည်အရင်းကဝမ်းစုခံသိမ်းပေဖြစ်ပါတယ်။2004ခုနှစ်တွင်တရုတ်ဆောင်အဖြစ်ဖြင့်လူပညာလုပ်ငန်းကိုစတင်ခဲ့ပါတယ်။ပထမဆုံးတေးစီးရီးအဖြစ်မလောက်ဆရာကို2010ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ထိုစီးရီးဖြင့်အောင်မြင်မှုရလာပြီးတဲ့နောက်မှာတော့မြက်လဲအာဘွားခါချနေရတဲ့အမည်ရှိစီးရီးများလည်းထပ်မံထွက်ရှိခဲ့ပါတယ်။သူမဟာငယ်စဉ်ကတည်းကအမှုပညာကိုဝါသနာပါခဲ့ပေမဲ့နမယ်မကြီးခင်အချိန်တွေမှာတော့ အခက်အခဲများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဂီတနဲ့သေုပ်ဆောင်ဘက်မှာနေရာရဖို့အတွက်အောက်ခြေကစပြီးအချိန်ယူစူးစမ်းအထောက်ခဲ့ရသူပါ။တမရဲ့မဆုံးမနစ်စူးစမ်းအထောက်မှုပြိတက်ပေါ်ပွင့်လင်းမှုနဲ့အနုပညာအရေးသွေးကြောင်းအောင်မြင်မှုတွေဆက်တိုက်ရခဲ့ပါတယ်။အခုဆိုရင်အနုပညာရှင်မြန်မာရဲ့အနုပညာရှင်တဦးဖြစ်ရက်တီကကိုပိုင်ပိုင်ဆိုင်မှုတွေနဲ့ငွေကြေးအရပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဒီလူမြာရှင်ကအုပ်ရဲ့ဇလန်းတွေကကျမတို့ကိုဘာကိုပြကြနေလဲဆိုရင်စမှတ်ကဘလို့ပဲဖြစ်နေပါစေကိုယ့်ရဲ့ကံကျမကိုကိုရန်ဖန်တီးနိုင်နေဆိုတာပါပဲသူတို့ဟာငွေချင်းမရှိတဲ့ဘဝကနေစခဲ့ပေမဲ့ဇွဲနယ်လုံးလောက်ကသာအရင်တည်ပြီးချမ်းသာကြွယ်ဝမှုကိုဖန်တီးခဲ့ကြတာပါပြိတ္တကြီးလည်းသူတို့လိုပဲခိုင်မာတဲ့စိတ်ဓာတ်နဲ့ကိုယ့်ဘဝကိုကိုရန်ဖန်တီးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်